အော်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့အချိန်ကောင်းလေးပေါ့နော်အချိန်ကောင်းလေးဆိုတော့ဗာလဲဆိုတော့ကျွန်တော်တို့ trading မှာကျွန်တော်တို့ထားရမယ့်အဲကျွန်တော် mindset လေးပေါ့နော်ကျွန်တော် mindset လေးနဲ့ trading psychology ပေါ့နော်အာနောက်တစ်ခုကကျတော့ risk and reward management ပေါ့နော်အော်အဲ့ဒါလေးနဲ့ပတ်သက်လို့အခု BTC တွေကင်ထားတဲ့သူတွေเออก็တော့ပြောနေอยู่ဗောเนาะဒါပေမဲ့ BC BTC ကိုတော့ short term short term short term trade short shorting လုပ်ထားတဲ့သူတွေဗောเนาะ ် short time လောက်ထားတဲ့သူတွေအတွက်ကတော့ဒီချိန်ကလောင်နေတဲ့အချိန်တွေပေါ့ဗျာဆိုလိုတာက crypto pair တွေမှာကအာ BTC ကကြတော့ကျွန်တော်တို့ဟိုဟို leading indicator လို့ခေါ်ရမှာပေါ့နော်အာ BTC တိုက်ရင်တော်တော်များများ crypto တွေကအကုန်လိုက်တက်တယ် အဲ BTC ကြာရင်တော်တော်များများ crypto တွေကအကုန်လိုက်ကြတယ်ပေါ့နော်အဲ့တော့လောလောဆယ်ကတော့ကျွန်တော်တို့က BTC ကကျွန်တော်တို့က long term shorting တွေလုပ်ထားကြတယ်အဲ BTC ကလုံးဝ down trend သွားနေတဲ့ဟာမှာမှကျွန်တော်တို့က retrace ပြောင်းယူတာပေါ့နော် လောလောဆယ်လက်ရှိ retracement ပြောင်းယူနေတဲ့အချိန်ဖြစ်နေတယ်အဲ retracement ပြောင်းယူနေတဲ့အချိန်ဖြစ်နေဆိုတော့ shorting လုပ်ထားတဲ့သူတွေအတွက်ကတော့ကိုယ့်အမျက်ထည်ပြန်ပါနေပြီပေါ့ဗျာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီပုံမှာကျွန်တော်တို့က အာဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်ဟိုစပြီးတော့ trade တစ်ခုကိုစဝင်ပြီးဆိုရဲကျွန်တော်ဒီ trade ပေါ်မှာဘယ်လောက်ရင်းမလဲဘယ်လောက်အရှုံးဆုံးခံနိုင်လဲဆိုတော့စိတ်နေပဲကျွန်တော်ကတော့တော့ရတာဗျဟုတ်ပြီเนาะနောက်တစ်ခုကကျတော့ trade အော်ကျွန်တော်မနေ့ကဆိုလို့ရှိရင်ကျွန်တော်ဟိုတနေ့ကကျွန်တော်ဆူရီနဲ့ပတ်သက်တဲ့ဟိုပါပေါ့နော် trade လေးကိုကျွန်တော် trade ဆက်တဲ့ live trade လေးကိုကျွန်တော်တင်ပေးထားရှိတယ်အခုဆိုအဲ့ဒီကဆိုရင်ဆူရီနဲ့ပတ်သက်လို့ကျွန်တော်10ဒေါ်လာ9ဒေါ်လာလောက်ကျွန်တော် profit ရနေတယ်ပေါ့နော် profit ရနေတယ်အခုဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမှ5ဒေါ်လာပဲကျန်တော့တယ်ဟုတ်ပြီနော် တခြားဒီမှာဆိုလာနာဆိုလို့ရှင်လေအဲ့ဒီကကျွန်တော်ဒေါ်လာ40ကျော်လောက်ကျွန်တော်အော်ဒေါ်လာ40ကျော်လောက်မြက်နေတာဗောနော PN အာဒီမှာဆို light coin ဆိုလို့ရှင်လေကျွန်တော်အဲ့ဒီကဒေါ်လာ light coin ကတော့သိမတက်ဘူးဗျ light coin ကကျတော့လေအာဒေါ်လာ46ဗောနော်နည်းနည်းကျသွားတယ်အဲဒီမှာ XRP ဆိုလို့ရှင် item ပဲ BD ဆိုလို့ရှင်အဲ့ဒီကကျွန်တော်ဒေါ်လာဟိုလောက်ပေါ့20ကျော်30အဲ28 28လောက်ကျွန်တော်မြက်နေတာဗောနော်တော့17ပဲရှိတော့ ဲ့တော့ကျွန်တော်တို့က trade uh, trade တစ်ခုပေါ်မှာကျွန်တော်တို့ဒီဒီလိုအနေထားမှာကျွန်တော်တို့ emotion နဲ့လည်းเออสายเนี่ยแบบ emotion မနိုင်တဲ့သူတွေလောက beginner တွေကလောကလောင်နေတာဟာငါဒီ trade လေးရတော့ငါအရင်မျက်နေရဲ့အဲမှာဟာအမြဲမျက်နေရဲ့မျက်နေပြီးတော့မှကျွန်တော်တို့ဘယ်လိုပြောရမလဲအခုပြန်ရှုံးနေတယ်ဆိုလို့ရှိရင်အရင်ကိုကျွန်တော်တို့ဟော human mindset အရင်ကိုလောင်တော့ဘောနော်ဘာလို့ဆိုကိုယ့်ရဲ့ပတ်စံပြန်ပါသွားတာကိုမျက်နေတဲ့ပတ်စံလေးပြန်ပါသွားတဲ့အတွက်ကြောင့်အဲ့တော့ကျွန်တော်တို့က ငါဒီလိုမျိုးအနေထားမှာကျွန်တော်တို့ပိတ်လိုက်လို့ရှိရင်ဒီအမြတ်ကျွန်တော်တို့ရမယ်ဗျဒါပေမဲ့ကျွန်တော်ရဲ့ mindset ကကြတော့ကျွန်တော်ရဲ့ trading strategy နဲ့ psychology ကကြတော့ကျွန်တော်က TPO motivation ကိုကျွန်တော်ကထားတာဗျသွားရင်လည်းကျွန်တော်အဆုံးထိသွားတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ trade တစ်ခုစပြီးတော့လုပ်မယ်ဆိုကြတဲ့ trade တစ်ခုစပြီး entry ဝင်မယ်ဆိုကြတဲ့ငါဒီ trade ပေါ်မှာဘလောက်ပမာဏအရှုံးခံနိုင်လဲဆိုတော့ mindset နဲ့ကျွန်တော်တို့ကဝင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က stop loss ထည့်နေကျွန်တော်တို့ပေးလိုက်မယ်ဒါပေမဲ့မျက်ရင်လည်းကျွန်တော်တို့ automatic ပဲအရာ ကျွန်တော်တို့ပနစာဆိုပြီးတော့ကျွန်တော်အယူထားတယ်အ ਨੇ ဆုံးတော့ကျွန်တော်တို့တူကမပြင်းမ trade ဘူးပေါ့ဗျာဆိုလိုတဲ့သဘောကအဲ့တော့အာ trade တကူကအ ਨੇ ဆုံးတော့တူကဖြစ်ရမယ်တချို့ trade တွေမှာဆိုကျွန်တော်4ဟာတချို့ trade တွေမှာဆို7ဟာတချို့ trade တွေမှာဆို5ဟာပေါ့ဗျာဆိုလိုတာဆိုလိုတာဥပမာ7ဟာဆိုလို့ရှိရင်10ဒေါ်လာရင်းပြီးတော့ကျွန်တော်ဒေါ်လာ80ရရပေါ့ဗျာဆိုလိုတာအဲအဲ့ဒီသဘောကိုဆိုလိုတာဗျအဲ့တော့ trade တကူကိုစပြီးတော့ဝင်တော့မယ်ဆိုရင်ကျွန်တော်တို့ mindset ကဘယ်လိုထားရမလဲဆိုတော့အော်ဒီလိုကာလမျိုးမှာကျွန်တော် ကျွန်တော်ဒီလိုမျိုးအခြေအနေမှာ emotion control လုပ်ဖို့အတွက်ကကျွန်တော်ဆရာကျွန်တော်တို့ train ထားပြီးတာပေါ့နော်အဲ train ထားပြီးတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘာမှခံစားမနေဘူးဘာမှလည်းမခံစားရဘူးဘာလို့ဆိုတော့ကျွန်တော်တို့ကစပြီးတော့ trading log တွေကိုစဝင်ခဲ့တယ်ကျွန်တော် risk free risk free money နဲ့ဝင်ခဲ့တာ risk free money ဆိုတာကဥပမာကျွန်တော်လမ်းမှာတွေ့တဲ့လူတယောက်ကိုကျွန်တော်မှာအာဆိုပါစို့ကျွန်တော်မှာ1000ရှိတယ်ဆိုပါစို့လမ်းမှာတွေ့တဲ့လူတယောက်1000လှူလိုက်တယ်အဲ့ဒီလှူလိုက်တဲ့1000ပုံမှာကျွန်တော်တို့ကဘာခံစားမှုမှမရှိဘူးဆိုတော့ပေးဝပေးလိုက်ပေးလိုက်တယ်ကုန်သွားတယ် ဘာ emotion မှလည်းမရှိဘူးကိုလိုလိုချင်ချင်နဲ့ပေးလိုက်တယ်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ mindset ကို trade မှလည်းကျွန်တော်တို့ကပြန်ထားရမယ်ဗျအဲ့တော့အော်ဒါလေးကကြတော့ဟိုကြုံလို့ပါအဲ့တော့နောက်တစ်ခုကကြတော့ကျွန်တော် risk and reward management ပေါ့နော် risk and reward management မှာကြတော့ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ခုနကကျွန်တော်ပြောသလိုပဲအာပေါ့ဟော trade တစ်ခုကိုဝင်ပြီဆိုလို့ရှိရင်အနည်းဆုံးဘယ်လောက်ပမာဏ trade မလဲပြီးတော့အဲ့ဒီပမာဏပေါ်မှာကျွန်တော်တို့ကဘယ်လောက်အမြက်ယူမလဲဆိုလိုတာနှစ်ဆအနည်းဆုံးအမြက်ယူရမယ်လို့ကျွန်တော်တို့ပြောထားတယ်အဲ့တော့ trade တစ်ခုတည်းကိုမှသွားပြီးခန်းစားလို့မရဘူး ဟော trade တခုရှုံးသွားပြီဆိုပြီးတော့အဲကောင်ရဲ့ emotion ဝင်ပြီးတော့ကျွန်တော်တို့ခံစား like ခံစားပြီးတော့မရောက်မကအနောက်ကလည်း like trade လို့မရဘူးဗျာကျွန်တော်တို့ကအာ trading မှာကြတော့ market action တွေကမှန်းမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ candle တွေကမှန်းမယ်ပေါ့နော်အာကျွန်တော် forest မှာဆိုလို့ရှိရင်တော့လုံးဝ candle တွေကလုံးဝ complete ဖြစ်နေအောင်ရှေ့ရာကြီးတိုးရာကြီးအဲ့လိုမျိုးတွေမရဘူးဗျာလုံးဝ complete ဖြစ်နေရမယ်အာ market action ကလည်းလုံးဝမှန်မှန်ကန်ကန်ဖြစ်နေရမယ် အဲ့လိုမျိုး trade ဆက်တဲ့ဘိုင်း trade trading ဟိုဆိုလို့အဲ့လိုမျိုး entry တိုင်းအကြတော့ဟော TV ထိနိုင်ကြီးများတယ်ဗောဗျာ TV ဟော stock လောက်မထိဘူးလို့ပြောတော့ဘူး stock လောက်လည်းထိနိုင်တယ်လို့ဟို TV ထိနိုင်ကြီးပိုများတယ်ဗျာဆိုလိုတာကျွန်တော်တို့က trading မှာဟောပါဗောနော်ကျွန်တော်တို့ ROI ဗောနော်ဟော return on investment မှာကျတော့ကျွန်တော်တို့ကဘယ်လောက်ပြန်ရလဲဆိုတဲ့ပုံမှာဗာလဲဆို trade အရေးအတွက်လည်းကိုကျွန်တော်တို့ကတိုင်းတာဗျာဆိုလိုတာက trade အရေးအတွက်လည်းကိုတိုင်းတာဆိုတော့ကျွန်တော်တို့က စပြီးတော့ trading စလုပ်ခရေဟာကျွန်တော်တို့ကဒီ trade တစ်ခုကို risk free money နဲ့ trade မယ်100ဒေါ်ဥပမာဆိုပေါ့ဥပမာ for example ပေါ့နော်100ဒေါ်လာပေးတယ်ဒါပေမဲ့နှစ်ဆပြန်ရအောင် trade မယ်ဆိုတဲ့ဟာမျိုးဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဥပမာဗျာ share trade ပေါ့နော် share trade ဆိုလို့ရှိရင်ကျွန်တော်တို့ကဥပမာ share trade မှာဆိုလို့ရှိရင်ကျွန်တော်တို့က2ရနဲ့ပဲတွက်ပေါ့နော်အနည်းဆုံးကိုတွက်တာနော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ trade တွေကအနည်းဆုံး2ရအထက်ပဲ 4R 6R 7R 5R အဲ့လောက်အနည်းဆုံးကျွန်တော်တို့ကယူပြီးတော့ကျွန်တော်တို့က trade ကြတာများ အဲ့တော့ကျွန်တော် for example တွက်ပြမယ်ဆိုလို့ရှိရင်ဥပမာဆိုပါစို့ trade တစ်ခုကအာဥပမာဆိုပါစို့ဟောပေါ့နော်အော် trade တစ်ခုဝင်လိုက်တယ်ဆိုပါစို့အဲ့ trade ကကျွန်တော်တို့ဟိုတူကအနည်းဆုံးယူထားရဲဆိုပါစို့ sell trade ထွက်လိုက်မယ်ဆိုပါစို့ဗျာ sell trade trade မှာခင်ဗျအများဆုံးအာခင်ဗျအများဆုံးရှုံးလို့ရတာဘယ်လောက်ရှုံးလို့ရလဲဆိုတော့ကြည့်လို့ရှိရင်ကျွန်တော်ကအာ6 trade ရှုံးလို့ရတယ် sell trade မှာ6 trade ရှုံးလို့ရတယ် ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအာ2ပါယူထားတဲ့အတွက်ကြောင့်2နဲ့အထက်ပေါ့ကျွန်တော်တို့ကယူထားတာဖြစ်တဲ့ကြောင့် for example တွက်ပြတာနော်အဲ့တော့ကျန်တဲ့၄ trade မှာ2နိုင်တယ်ဆိုလို့ရှိရင်အဲ့တော့တဆဆိုရှင်အဲဥပမာဆိုပါစို့ဟို6 6 trade ပေါ့နော်6ဆပေါ့နော်ဥပမာဆိုပါစို့ဟိုဟိုကောင်းဆုံး6 trade ဆိုရင်6 trade ကို1 hour နဲ့ပဲတွက်ရင်6ဟို6 6 hour ပေါ့နော်6 hour ပေါ့နော်ဟိုကောင်းကကြတော့2 trade ကို4 trade ဆိုရင်4နိုင်4 8 hour ရပါ ဟုတ်ပြီနော်ရှုံးရင်6 R ရှုံးမယ်6 trade ဆိုတော့6 R ရှုံးမယ်အဲ तू ကဟိုဘက်မှာကျတော့9ရင်ကျတော့2 R ဖြစ်တဲ့အကြောင်းအာ2ကို4နဲ့မျှော်လိုက်ရင်4နဲ့4နဲ့8 R 8 R ရမယ်8 R ရမယ်ဆိုတော့ကျွန်တော်တို့က6 R နဲ့8 R ဆိုကျွန်တော်ကဘယ်လောက်မြတ်မလဲဆိုတော့ ROI ရတွက်ကြည့်မယ်ဆိုလို့ရှိရင် percentage ရတွက်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က2 R မြတ်တယ်ဗျအဲ့ပုံမှာအဲ့ပုံမှာ profit က2 R ထွက်တယ်အဲ့တော့ဟော trade တခုတည်းပုံမှာကျွန်တော်တို့ live ပြီး emotion ရခံစားနေလို့မရဘူးဟောကျွန်တော်တို့ရ total trade ရှိရမယ်အဲ့ total trade ပုံမှာငါဘယ်နဲ့ trade နိုင်ရမယ်ဆိုရဲအပေါ်မှာမူတည်ပြီးတော့ပဲကျွန်တော်တို့အလုပ်လုပ်အလုပ်လုပ်တော့ဗောနော်ဒီကိုယ့်ရဲ့ emotion ကိုအဲ့ဒီမှာပဲကျွန်တော်တို့ကတတ်မှတ်ကပေါ့တတ်မှတ်ကတော့ဗောနော်ငါအခုဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်များများကတော့ငါ beginner ဗောနော် beginner level တော်တော်များများကတော့ဟိုအလေးအကျင့်မရှိလို့ပါဒါကလည်းတဖြည်းဖြည်းနဲ့ဟိုကျွန်တော်တို့တွေးရင်တွေးရင်လုံရင်လုံရင်စာရင်ဖိုင်ရင်လည်းပဲဒီအလေးအကျင့်ကကျွန်တော်တို့ရသွားမှာပါအာကျွန်တော်တို့ဆရာဆိုလို့ရှိရင်ကျွန်တော်တို့ train လို့ဆိုရင်ကျွန်တော်တို့လားနဲ့ချီအဲ train နေတာဗောနော်လားနဲ့ချီပြီးတော့ကျွန်တော်တို့က train train ခံရရတယ် အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုး trainer psychology ဘိုင်းရောကျွန်တော်တို့ဒီ trade room မှာထားမြဲ mindset ရောကျွန်တော်တို့ကအာအဲ့လိုမျိုးတွေကျွန်တော်တို့ရဲ့ strategy rule တိုင်းသွားထားတာဖြစ်တဲ့အတွက်ကြောင့်တောင်းတောင်း trade setup တစ်ခုပေါ်မှာကျွန်တော်တို့ကသိမခံစားဘူးပေါ့နော်အာကျွန်တော်တို့အကောင်းဆုံး trade ခဲ့တယ်အဲ market action လည်းမှန်တယ် candle လည်းမှန်တယ် ဆိုလို့ရှိရင်ကျွန်တော်ဒီ trade ပေါ်မှာဘာမှတိတ် trade ရူရူခန်းစားချက်မရှိဘူးပေါ့ဗျာခုနကပြောသလိုပေါ့နော်အဲ့တော့ဆယ် trade trade မယ်ခင်ဗျာ6 trade ရှုံးရှုံးပိုင်권ရှိတယ်ခင်ဗျာ4 trade တော့နိုင်ရမယ်အဲ့တော့တစ် trade ပေါ်မှာ buy ဘယ်လိုလဲဆိုတော့ကျွန်တော်တို့က2အနည်းဆုံးတော့2ဆအနည်းဆုံးတော့ရရမယ်ပေါ့ဗျာဆိုလိုတာ တူကနေပဲအနည်းဆုံးတွက်တာเนาะနှစ်ဆအနည်းဆုံးတော့ရမယ်အဲ့ဒါဆိုလို့ရှိရင်ခင်ဗျားရဲ့ winning rate ကကြတော့အော် total all trade မှာ total ပေါ့เนาะတစ်လမှာ net trade မှာဆိုခုအောင်သတ်မှတ်ပေါ့ဗျာအဲသတ်မှတ်ပြီးတော့ total winning rate ကအာ profit ကထွက်လာပါပဲအဲ့ဒီလို risk and reward management နေမရှိရင်တော့ကျွန်တော် trading မှာရှုံးဖို့ တော်တော်များပါတယ်ခင်ဗျာအဲ့တော့ဒီအဒီဒီဒီဗီဒီယိုလေးကတော့ကျွန်တော် trading psychology နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထားမဲ့ mindset တွေနဲ့ risk and reward management ကိုကျွန်တော်ဟောလေ့လာမိသလောက်ကျွန်တော်လက်ရှိကျင့်သုံးနေတဲ့ပုံစံပေါ်မူတည်ပြီးတော့ဟောကျွန်တော် knowledge sharing လုပ်ပြီးထားတာပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ပေးကြပါဦးဗျာ